Miss Universe Myanmar ပြိုင်ဖို့ပတ်စံတပြားမှမရှိတော့တာကြောင့်အကူအညီတောင်းလာခဲ့တဲ့ခင်ရတနာဆို MCL ပြိသက်များအလုံးမဲ့မင်္ဂလာပါရှင်ပြိသက်များရှင်ခင်ရတနာဆိုကအစိုးရတယောက်အနေနဲ့ရောဆိုင်းဝိုင်းဆိုတော့တယောက်အနေနဲ့ပါရက်တည်နေတာပါ The Voice Myanmar ပြိုင်ပွဲကြောင့်အောင်မြင်တဲ့အစိုးရတယောက်ဖြစ်လာခဲ့ပြီးတချင်းတွေကလည်းပေါက်လာခဲ့တာဖြစ်ပါတယ်အစိုးရတယောက်အနေနဲ့အောင်မြင်တဲ့အောင်မြင်မှုနဲ့တင်ခင်ရတနာဆိုကမြင့်ထားကြမှာဦးဒါကြောင့်မလို့လေ Miss Universe Myanmar ပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်ဖို့အဆုံးဖြတ်ခဲ့တာပါအလားမင်းတယောက် ေနဲ့ရက်တည်ပြီး အခုဆိုရင် Miss Universe ဘက်ကို2025အဖြစ်ရွေးချယ်ခံထားရတာပါဒါကြောင့်မလို့မကြခင်မှာဆိုရင် Miss Universe မြန်မာ2025ဝင်နာဖြစ်လာဖို့ရှင်ပြန်ရတော့မှာပါအလားမဲ့တယောက်နေနဲ့ရွေးချယ်ရက်တည်ခဲ့တဲ့အချိန်မှာခင်ရတနာဆိုကဝေဖန်မှုများစွာကိုရရှိခဲ့တာပါဒါပေမဲ့ဝေဖန်မှုတွေကိုလုံးဝဂရုမစိုက်ပဲအလားမဲ့ဖြစ်ရမယ်ဆိုတဲ့အိမ်မက်ကိုအကောင့်ထဲပေါ်နေခဲ့တာဖြစ်ပြီးခင်ရတနာဆိုကစူးစမ်းပြီးမြန်ကန်ဆိုးမှုတွေဒါကြုံနေရတာပါလက်ရှိမှာဆိုရင်ခင်ရတနာဆိုက Miss Universe မြန်မာပြိုင်ပွဲကိုဆက်လက်ရှိ ှင်ပြိုင်ဖို့အတွက်အဆင်မပြေဖြစ်နေတာပါအကြောင်းရင်းကတော့ငွေကြီးမတက်နိုင်တော့တာကြောင့်မှသူမမ300ဆံငွေတပြားမှကိုမရှိတော့တာဖြစ်ပါတယ်ခင်ရတနာဆိုးကငွေမရှိပေနဲ့ပြိုင်ပွဲကနေနှုတ်ထွက်လိုက်မယ်လို့လုံးဝစိတ်မကူထားပါဘူး။ဒါကြောင့်မလို့သူမကိုငွေရဖို့ကူညီဖို့အတွက်အကောင့်မှာတင်လာခဲ့တာပါ။တကယ်တော့ပြိုင်ပွဲအတွက်ပတ်စံ30ရှိပါတယ်။30ကိုပြိုင်ပွဲတစ်လျှောက်လုံးသုံးဖို့အတွက်ဆိုပြီးထားထားတာပါ။အစိုးရ30ကိုအမားဖြစ်သူရဲ့အိတ်ထဲမှာထည့်ထားချိန်မှာတကူတယောက်ကနိုင်သွားတာပါ။တယောက်ကနိုင်သွားတဲ့အတွက်30လုံး ပါသွားခဲ့ပါတယ်ပစံတင်ပျောက်သွားတာမဟုတ်ပဲ iPhone မှာပျောက်သွားခဲ့တာပါပြီးခဲ့တဲ့ရက်ပိုင်းကမှသူမကင်နေတဲ့ဖုန်းကပျောက်သွားတာမကြသေးပဲလက်ကျန်ပစံသိန်း20ကပါပျောက်သွားတာမို့အတော်လေးကိုတော့ကရောက်နေရပါတယ်ခရီးတနာဆိုးကဆိုင်းဝိုင်းပွဲတွေကိုလိုက်တီဆိုပြီးပစံရှာနေတာပါဒါပေမဲ့အခုလက်ရှိမှာကပွဲကရန်ကိုပါနေတာမို့ပွဲဆိုဖို့လည်းမရှိပါဘူးသိန်း20တာဆက်ရှင်ပြိုင်မယ်လို့ဆုံးဖြတ်ထားကြမှာပဲပျောက်သွားတာမို့ပြိုင်ပွဲကိုဆက်မပြိုင်နိုင်တဲ့အခြေအနေကိုရင်ဆိုင်နေရတာပါ ဒါကြောင့်မလို့ခင်ရဒနာစိုးကသူမကိုအလုတ်ခေါ်လို့ဖို့တောင်းဆိုလာခဲ့တာပါပြိုင်ပွဲပြိုင်ဖို့ရန်ကုန်မှာရောင်းနေတာဖြစ်တဲ့အတွက်ရန်ကုန်ကဘာရီမှာအမ်ပလက်ရှိုးခေါ်ဆိုဖို့အတွက်တောင်းဆိုထားတာပါခင်ရဒနာစိုးကအရင်တုန်းကဆိုရင်ခုလိုတခြင်းလဲလိုက်မစုပ်ဘူးပါဘူးတခါမှမစုပ်ဘူးဝိမဲ့ဘာရီမှာသူမအနေနဲ့တရားဖြောပြပြီးမှပါဆိုပြီးအလုတ်ခေါ်ဖို့လုပ်ငန်းရှင်တွေဆိုင်ရှင်တွေကိုတောင်းဆိုလာခဲ့တာပါရှားတဲ့ပတ်စံတွေကိုစုပြီး Miss Universe မြန်မာပြိုင်ပွဲကိုဆက်လက်ကရှင်ပြိုင်ရမှာဖြစ်တာကြောင့်မှသူမအနေနဲ့အခုလိုအကူအညီတောင်းရတဲ့ပုံမှာလဲရှက်တဲ့စိတ်တွေရဖြစ် ေတာပါဒါပေမဲ့ပတ်စံချီရမာကိုပို့ရှက်တာကြောင့်အလုတ်ခေါ်လို့ဖို့အတွက်ကိုအကူအညီတောင်းလိုက်ရတာဖြစ်ပါတယ်သူမကမျက်ရည်ကန်ထိုးပြီးဒရမာခင်းတာလည်းမဟုတ်တလို့ခြူစားတာမဟုတ်ကြောင်းလည်းတခါရင်ရှင်းပြထားတာပါ Miss Universe မြန်မာပြိုင်ပွဲပြိုင်ဖို့ပတ်စံတပြားမှမရှိတော့တာကြောင့်အကူအညီတောင်းလာခဲ့တဲ့ခင်ရဒနာဆိုပေါ့ပရိသတ်တို့ရဲ့အမြင်ကိုပြောပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများ၏တင်ပါတယ်နောက်ထပ်လည်းအမှုပညာဆိုင်ရာအကြောင်းအရာတွေကိုရွေးချယ်တင်ဆက်ပေးမှာမို့ကျမတို့ရဲ့ channel ကို like and follow လုပ်ခဲ့ပေးပါအောင်ရှင်